ားလုံးပဲမင်္ဂလာပါစာကူရောက်ရှိနေတဲ့နေရာကတော့ Lucky Dan Construction ကနေပြီးတော့တာဝန်ယူတည်ဆောက်ထားတဲ့ Snow Garden နှင်းပန်းလင်းလန်းနေရာအိမ်နံပါတ်169ကိုရောက်ရှိနေရပါဖြစ်ပါရဲ့ရှင်။ ီအိမ်လေးကိုပထမအုံဆုံးတွေ့ရတဲ့ခြံတကားလေးဆိုလို့ရှိရင်ဒီဘက်တစ်ဖက်ကိုကြတော့သူတို့က slide တကားလေးတုံးမိထားဖြစ်တဲ့အတွက်အဲရှားလို့လို main ကလေးလေကိုကတွန်းဖွင့်ပြီးတော့ဝင်လို့ရတယ်လွယ်လွယ်ကူကူလေးတွန်းဖွင့်ပြီးဝင်လို့ရတယ်ပြီးတော့ဒီဘက်တစ်ချမ်းမှာဆိုလို့ရှိရင်လေသူတို့ကခောက်တကားလေးတုံးမိထားဖြစ်တဲ့အတွက်တကားကလည်းအကျိအဖြစ်တယ်အဲ့တော့ခါကျတော့ကားအဝင်ထွက်နေပါဆိုလို့ရှိရင်အေးအေးဆေးဆေးဝင်ထွက်လို့လည်းရတယ် ဒီအိမ်လေးရဲ့မြေကျေရဆိုလို့ရှိရင်တော့23ပေ82ပေရှိရယ်ဒီအိမ်လေးရဲ့ size ဆိုလို့ရှိရင်တော့18ပေ52ပေရှိပြီးရောဒီအိမ်လေးကို lucky dog construction ကနေပြီးရောသုံးထပ်တိဆောက်ပေးထားတာပဲဖြစ်ပါတယ်အဲအိမ်လေးကိုဝင်ချင်းတွေ့ရမှာတော့ခြံလေးတွေ့ရမယ်အဲ့ဒီခြံမှာပထမဆုံးတွေ့ရမှာဒီလိုဒီနေရာလေး ဒီနေရာလေးဆိုလို့ရှိရင်အဲကောက်ပါကင်တဲ့ဘောမျိုးလေးကောက်ပါကင်ဆိုတော့ကာဒစီလေးလွလွကျွတ်ကျွတ်အေးအေးထားလို့ရတယ်ပြီးတော့ဒီနေရာလေးဆိုလို့ရှိရင်ရှောက်အဲ့လိုဒီအိမ်လေးပဲပေါ့နော်စင်ဝင်လိုပုံစံလိုမျိုးလေးလေးတိဆောက်ပေးထားတော့အိမ်လေးအပြင်ရနေကြည့်လို့ရှိရင်တသက်ရဲရဲလေးခက်ခက်ထဲထဲလေးနဲ့လည်းလှတယ်ဒီအိမ်တိုင်လုံးကိုတခြားကြည့်လိုက်ရင်အဖြူရောင်နဲ့ခဲရောင်လေးကိုဆက်ပြီးသုံးမိထားဖြစ်တဲ့အတွက်ဒီအိမ်လေးကနောက်ဆုံးပေါ်ဒီဇိုင်းလန်းလန်းလေးနဲ့ခင်မိတယ်ကဲအိမ်လေးဝင်ကြည့်ရအောင် ဒီအိမ်ထဲကိုပထမဦးဆုံးစဝဝင်ခြင်းလှေကထဲမှာဆိုလို့ရှိရင်လည်းအိမ်ရဲ့အယောင်ပေါ့နော်အဖြူရောင်လေးနဲ့လိုက်ဖက်အောင်အဖြူရောင်ကြွေပြားလေးကိုလည်းသုံးပေးထားရဲပြီးတော့တကားလေးကိုဆိုလို့ရှိရင်လည်းကျွန်းတကားလေးသုံးပေးထားရဲကျွန်းတကားလေးသုံးပေးထားတာဖြစ်တဲ့အတွက်အိမ်လေးကအဲလက်ဆွေလေးဆန်တယ်ပြီးတော့ဒီကျွန်းတကားလေးနဲ့လိုက်ဖက်အောင်အပေါ်အားဆိုဆိုလို့ရှိရင်လည်းအီကိုဟုကျွရနောက်ဆုံးပေါ်လို့သုံးပေးထားတာဖြစ်တဲ့အတွက်အိမ်လေးကပုံပြီးတင်းတင်းတယ်နဲ့ပိုလှတယ် ီအဲကန်းလေးကိုဝင်ကြီးခန်းစားချက်ကဘယ်လိုမျိုးခန်းစားရလဲဆိုရင်အဲကန်းလေးကကြည်ကြဲဝုန်းဝုန်းလေးလေးရှိရဲပြီးတော့အဲ့လိုဖြူဖြူလေးနဲ့တက်တက်ရဲရဲမှုလေးလေးရတယ်။ ဲ့လိုမူလေးဟောင်းလို့ကျွေပြောက်ဆိုလို့ရှိရင်လည်းအဖီအောင်လေးသုံးပေးထားရယ်ကျွေပြောက်ဖီအောင်လေးနဲ့ live ဖတ်အောင်မျက်နှာချက်ကိုလည်းကျစိမိုးမျက်နှာချက်လေးရယ်ပြီးတော့ live stream လေးရယ်သုံးပေးထားတာဖြစ်တဲ့အတွက်အိမ်လေးကလက်စီဆန်ပြီးတော့တတက်ရက်လေးနဲ့လည်းလှဒီရက်လေးပင်းလုံးလေးမှာဆိုလို့ရှိရင်ဘာဖာနေချာမမထည့်ရသေးရဖြစ်တဲ့အတွက်ဒီအိုပိုင်ဆိုင်မဲ့အိမ်ပိုင်ရှင်နေအနေနဲ့ကိုကြိုက်တဲ့ပစ္စည်းကိုကြိုက်တဲ့ဒီဇိုင်းကိုကြိုက်တဲ့အရာကိုသူးသီးခြားခြား custom mic လေးလုပ်လို့ရတယ် ပြီးတော့ဒီလိုမျိုးဗရင်းပေါက်လေးမှာဆိုလို့ရှိရင်လည်း లై ကာတွေမတုံးထားရသေးရဖြစ်တဲ့အတွက်ကိုကြိုက်တဲ့ design ကိုကြိုက်တဲ့အရာကိုကြိုက်တဲ့ပုံစံလေးကိုမိမိစိတ်ကြိုက်တဲ့အတိုင်း customize နေနဲ့တုံးလို့ရတယ်ပြုလုပ်လို့ရတယ်အိမ်ရဲ့အောက်ထပ်မှာဆိုလို့ရှိရင်လဲ master bedroom လေးတစ်ခန်းရှိတယ်။ master bedroom လေးရဲ့အခန်းဆိုလို့ရှိရင်လဲကျွန်းတစ်ခါလေးတုံးပေးထားတယ်။ အဲဒီ master baron လေးမှာဆိုလို့ရှိရင်လည်းပေါ့နော်အပြင်အလိုမျိုးကြွေပြားမတုံးတော့ဘဲနဲ့ SPC ရေစုကန် flow ကိုတုံးပေးထားတယ်။အဲပြီးတော့ဒီ master baron ရဲ့ဒီအိမ်နိုင်ချိုးခဲတကားကိုဆိုလို့ရှိရင်ကျွန်းတကားလေးလည်းတုံးပေးထားတယ်။ အဲဒီမဆာဖရိုးရဲ့ရေချိုးခဲအင်နာလေးဆိုလို့ရှိရင်သူ့ရတခုထူချတာပါလဲဆိုလို့ရှိရင်အဲဒီလိုမျိုးဘေးစင်ပေါ့နော်ဘေးစင်နေရာလေးမှာအမှန်ထားပေးထားတယ်မှန်တော့အမြဲထားပေးထားတယ်ပေါ့နော်ဒါပေမဲ့မှန်အောင်မှာရှာကြည့်နေရတယ်ဆိုလို့ရှိရင်ရှောင်းမင်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်အဲအသုံးဆောင်ပစ္စည်းရေချိုးအဲခေါင်းလျှော်ရည်တို့ဆက်ပြားတို့တခြားသောအရာတွေအကုန်လုံးထားလို့ရတယ်ပြီးတော့ဒီအောက်မှာလည်း အန်ဆွဲလေးလိုမျိုးအဲတခုပါဖြစ်တော့ဒီထဲမှာတခြားသောတပတ်တွေဒီရေချိုးခန်းနဲ့ပတ်သက်တဲ့အသုံးဆောင်ပစ္စည်းတွေမှန်သမျှဒီထဲမှာထားပြီးလို့ရရယ်ပေါ့နော်အဲ့ဒါတော့ဒီရေချိုးခန်းလေးရဲ့အဲအကောင်းဆုံးတဲ့အရာပြီးတော့ရှာရဲကြိုက်တဲ့နေရာလေးပေါ့ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းရေပန်းဆိုလို့ရှိရင်ရေဘူးလည်းရရဲရေအီးလည်းရရဲ အနောက်ကိုဆက်သွားလို့ရှိရင်ဘာတွေ့ရမှာလဲဆိုရင်ဒီအိမ်ရဲ့ထမင်းစားကန်ကိုတွေ့ရမယ်ဒီအိမ်ရဲ့ထမင်းစားကန်ကလေပေး20ရောင်ရှိရပေး20ရောင်ရှိရဖြစ်တဲ့အတွက်မိသားစုတွေအများကြီးလိုပဲဖြစ်ဖြစ်ဒါမှမိသားစုနည်းနည်းနဲ့အဲ့လိုမျိုးလိုတက်တက်ရဲတက်တက်ဝန်လင်းနဲ့စားနေတဲ့လူတွေဖြစ်ဖြစ်အရန်ကိုမှအဆင်ပြေတယ် ခမင်းစားငန်းနဲ့မိဖို့ကြောင်လေးကိုလည်းကဲ့ရည်တွေထားပေးထားတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်မိဖို့ကြောင်ကိုတန်ရှိတွေပါလေလောက်ရလွှင့်အောင်လို့ဒီမှာဆိုလို့ရှိရင်လည်းရေထွက်ပေါက်လေးထားပေးထားတယ်ပြီးတော့နောက်တစ်ခုကဒီမှာကခြားလိုဘက်ကနေပြီးတော့ကက်ဘိနက်တွေပါလေအကုန်လုံးဘာမှမထားရသေးရဖြစ်တဲ့အတွက်ဒီအိမ်ကိုဝယ်မဲ့လူတွေကကိုယ့်ရဲ့စိတ်တိုင်းကြအနေနဲ့ကက်ဘိနက်တွေအကုန်လုံးကိုလည်းထားလို့ရတယ် ီအိမ်ရဲ့အောက်ထပ်မှာဆိုလို့ရှိရင်လည်းဒီချိုးခန်းကတက်တက်အိမ်သားကတက်တက်ထားပေးထားတယ်။အဲဒီအိမ်ကိုလာမဲ့ဧည့်သည်တွေအတွက်ပေါ့နော်။ဧည့်သည်တွေအတွက်ဆိုလို့ရရင်ဒီချိုးခန်းတက်တက်အိမ်သားတက်တက်ဆိုတော့တွားလာတာအဆင်ပြေရပါပေါ့နော်။ဒီမှာဆိုလို့ရှိရင်ဒီချိုးခန်းဒီချိုးခန်းရဲ့တကားကိုဆိုလို့ရှိရင်လည်းကျွန်းတကားလေးတုံးပေးထားတယ်။အဲပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းတွားနဲ့တစ်ခုတွားနဲ့တစ်ခုကိုလည်းရှင်နေတွားအိတွားနဲ့ရဲ့တကားလေးကိုလည်းကျွန်းတကားလေးတုံးပေးထားတယ်။ ြီးတော့ဒီရဲ့လှေကအောက်ဒီ space လေးပေါ့နော်ဒီ space လေးမှာဆိုလို့ရှိရင်ရှားရဲ့သဘောတိုင်းသာဆိုလို့ရှိရင်တော့ဒီ space လေးမှာအဖက်နဲ့လေးပါရထားမှာပေါ့နော်ဖက်နဲ့စင်လေးကြည်ကြည်ဝန်းလေးထားလို့ရပါပေါ့ဒီအိမ်ရဲ့လှေကအကျော်အနည်းလေးကပြ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 လေးနဲ့လက်တက်ရတာကောင်းတယ်ပြီးတော့ဒီလှေကားဆိုလို့အကျယ်ဝန်းလို့ဆိုလို့ကြည်ကြည်ဝန်းလေးရှိတယ်ပြီးတော့ဒီလှေကားရဲ့လယ်ရန်လေးကိုဆိုလို့ရှိရင်လည်းဘိုင်းအခုလေးတောင်းပေးထားတယ် အလေကားကိုတက်တက်ချင်းမှာပထမဆုံးတွေ့ရတဲ့အခါမာစတာဘရိုတခန်းတွေ့ရမယ်။ဟိုးဒီမာစတာဘရိုကြီးကအကျယ်ကြီးပဲအရမ်းမိုက်တယ်။အဲဒီရဲ့မာစတာဘရိုကဆိုလို့ရှိရင်လည်းအောက်ကမာစတာဘရိုလိုမျိုးပဲ SPC ယေဆုကဖလော့ကိုတုံးမိထားတယ်။အဲအပေါ်ကမျက်နှာကျက်မှာဆိုလို့ရှိရင်လည်းဂျစင်ဘုံမျက်နှာကျက်ကိုလည်းတုံးမိထားပြီးတော့ဒီမီးကိုတော့ဗောနော်အဲမီးမြုပ်လေးဗောနော်အဲ့လိုမြုပ်တဲ့မီးသေးလေးတက်ပေးထားတယ်။ပြီးတော့နောက်တစ်ခုကဒီရဲ့အခန်းမှာဆိုလို့ရှိရင်ပရင်ပေါက်တွေဆိုလို့ရှိရင်အကြီးကြီးပဲ။ ဘရင်မောက်ဆိုက်တွေဆိုလည်းအရင်ကြည့်ရပြီးတော့အလူမီနီယံအသုံးပေးထားတဲ့အလူမီနီယံလည်းဆိုလို့ရှိရင်လည်းတကယ်အထူကြီးအကောင်းစားတွေကိုအသုံးပေးထားတယ်။ပြီးတော့နောက်တစ်ခုအရင်မှတဲ့တစ်ခုကဒီမာစတာဘရွန်မှာကိုပိုင်ရန်နာတိတိတိတစ်ခုလည်းရှိတယ်။အဲတကယ်လို့ကို့မှာကလေးတွေပါရှိလို့ရှိရဆိုလို့ရှိရအပြစ်မှာလို့ဆလေးတွေပါထွက်တောက်လို့ရတာပေါ့နော်။အဲ့လိုနေရာလေးနဲ့ဆိုရလဲအဆင်ပြေတယ်။အဲပြီးတော့နောက်တစ်ခုကအကြောတကားလေးဖွင့်လာလိုက်လို့ရှိရင်လည်းလေဦးလေးထွက်လည်းကောင်းတယ်။အဲဒါကတော့ဒီမာစတာဘရွန်ရဲ့ဒီချုပ်ရဲ့အင်နာပဲပေါ့နော်။ ဒါလေးကတော့ဒီအိမ်ရဲ့ပထမတဲ့ဒီ space လေးပေါ့နော်အဲဒီနေရာလေးကိုဆိုလို့ရှိရင်ဖျားခန်းအနေနဲ့လည်းအသုံးပြုလို့ရတယ်အိမ်ကအပေါ်တန်းမှာနောက်တစ်ချက်ရှိသေးရဖြစ်တဲ့အတွက်ကိုကဖျားခန်းအနေနဲ့အသုံးပြုချင်ဘူးဆိုရင်ဒီနေရာလေးမှာအဲအဲ့လိုမျိုး furniture လေးတိကျတက်တက်ရရလေးထားပြီးရောကို့မိသားစုရဲ့ private living room အနေနဲ့လည်းအသုံးပြုလို့ရတယ် အဲဒီအပေါ်ကမျက်နှာချက်ကိုဆိုလို့ရှိရင်လည်းအဲ Jason Book မျက်နှာချက်လေးလည်းသုံးပေးထားရဲ့ပြီးတော့ဒီ A နဲ့ live ဖောက်အောင်လို့ Jason Book မှာအဝိုင်းလေးသုံးပေးထားရဲ့ပြီးတော့မီးဆိုင်လေးကိုလည်းဒီ A နဲ့ live ဖောက်ဆက်ဆန်းပြလေးနဲ့အဲ့လိုမျိုးဒီဇိုင်းဆက်ဆန်းတိတ်မရှုပ်တဲ့ဒီဇိုင်းလေးပေါ့နော်အဲ့အလေးကိုသုံးပေးထားရဲ့ပြီးတော့အပြင်မှာဆိုလို့ရှိရင်လည်း runner အသေးလေးတစ်ခုထပ်ရှိသေးရဲ့ ဒီဟာလေးကတော့ဒုတိယတက်ရဲ့ master parent လေးအဲဒုတိယတက်နဲ့ပထမတက်နဲ့က master parent ရအကျယ်လဲတူတူပဲစတယ်တူအကုန်တူတူပဲအခန်းဖွဲ့စည်းပုံနဲ့တူတူပဲပြီးတော့နောက်တစ်ခုတူရဲ့ cover runner လေးကလည်းတူတူပဲအဲဒီ runner ရဲ့အပြင်မှာဆိုလို့ရှိရင်လည်းလို့နေရှိနေအဲ့သက်တာအောင်လို့မျိုး sunshine သေးသေးလေးတက်ပေးထားသေးတယ် ဒီဒုတိယတက်မှာဆိုလို့ရှိရင်လည်းဒီမှာဆို space အကျယ်ကြီးတခုရှိတယ်။အဲ့ဒီ space အကျယ်ကြီးမှာရှားစိတ်တိုင်းကြတာဆိုရင်မလုပ်မလဲဆိုတော့ဒီနေရာမှာအဲ့လိုလူနေရုံငယ်လို့သဘောမျိုးနဲ့ရအောင်မထားလို့ရတယ်။ဘဝ space ကြီးကအကျယ်ကြီးပဲဆိုတော့အရန်လမ်းမိုက်တယ်။ကိုကအဲဒီအဲအလုံးနဲ့အိမ်နဲ့အဝေးချိန်နေပါကြည့်လို့ဆိုရင်ဒီနေရာမှာဆိုရင်ရုံငယ်လေးဖွင့်လို့ရတယ်။ဒီအိမ်ရဲ့ main runner ကတော့ဒီဒုတိယတက်မှာပဲတရှိရပါ။ဒါကတော့ဒီအိမ်ရဲ့ main runner ကြီးပဲဖြစ်ပါရဲ့ဒီ main runner ဆိုလို့ရှိရင်လည်းကျယ်လဲကျယ်တယ်ပြီးတော့နောက်တစ်ခုက မင်းနဲ့ချက်လေးပါဖြစ်တဲ့အတွက်တခုကဘာကောင်းလဲဆိုတော့ຫນွေမိုးဆောင်ຢာတိဥတုသုံးပါလုံးမွေနေပဲဖြစ်ဖြစ်ညပဲဖြစ်ဖြစ်အဲတငယ်ချင်းတွေပဲဖြစ်ဖြစ်မိသားစုတွေနေပဲဖြစ်ဖြစ်အဲဘလို့ချင်းနေမျိုးမှာဆိုလို့ရှိရင်ချီးကိုကောင်းတဲ့နေရာလေးတခုပါနော်ဒါကတော့ဒီအိမ်ရဲ့အပေါဆုံးထပ်ပေါ့နော် ီမှာဆိုလို့ရှိရင်လည်းအဲ့လိုရေအဲ့လိုအောင်ထိုင်းနေရာလေးရှိမယ်ရေစက်တွေဘာကြီးလဲရှိမယ်အဲဒီရဲ့အပေါ်ဆုံးထပ်မှာ space ကအရန်ကျယ်အဲ့လိုမျိုးအရန်ကျယ်ရဖက်တဲ့အတွက်ရှားရဲ့စိတ်တိုင်းကြအတိုင်းသာဆိုရင်ရှားဆိုရင်ရှားဆိုပန်းပင်လေးကြိုက်တာဖြစ်တဲ့အတွက်ဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်တိုင်းကြအဲ့လိုပန်းနေအများကြီးစိုက်ပြီးရောအဲ့လိုမျိုးသီးပင်စားပင်လေးဆိုလို့ရှိရင်လည်းအများကြီးစိုက်ပြီးကိုယ့်ရဲ့အဲ့လိုမျိုး own garden လေးပေါ့ကွယ်အဲ့လိုမျိုးလေးလောက်ထားမှာ space ကအရန်ကျယ် ပြီးတော့နေအောင်ကြီးလည်းကောင်းကောင်းမွန်ရတယ်အမိုးရေပါဆိုလို့ပြေရေလည်းကောင်းကောင်းမွန်ရဖြစ်တဲ့အတွက်ဒီနေရာလေးကတော့အင်းပန်းမင်လေးစိုက်တော့တော်တော်လေးလှမင်းနေရာလေးရှားတော့ထင်တယ် ဟုတ်ဒီအပေါ်ဆုံးတိုက်ရဲဒီလိုမျိုး speed တွေပေါ့နော်ဒီလိုမျိုးအရာတွေမှာဆိုလို့ရှိရင်လည်းတကယ်လို့ကိုသာအောက်ထပ်လေဒီအောက်မှာပေါ့နော်ရုံးကနေဖွင့်မယ်ဆိုရင်ဒီလိုနားမှာလို့စားရစားရနေတိုင်းအများကြီးပစ္စည်းရထားလို့ရတယ်ဒါမှမဟုတ်ဘူးအဲကိုကအိမ်လိုသဘောမျိုးပဲနေမယ်ဆိုလို့ရှိရင်ဒီနားမှာဆိုရင်အဲ့လိုမျိုး store လိုသဘောမျိုးလေးပေါ့နော်အခန်းအပိတ်တော့မဟုတ်ဘူးလေ store လိုပုံစံလိုမျိုးလေးထားလို့ရတယ်အဲပြီးတော့ဒီအရှိလေးမှာဒါအဲလိုအပင်လေးတွေဘာလေးစိုက်မယ်ဆိုလို့ရှိရင်ဒီနေရာလေးမှာဆိုလို့ရှိရင် အဲဒါပေတော့မျိုးစီလေးတွေလို့ဒီအပင်စိုက်လို့အခါမှာစိုက်ပျိုးရေးသုံးပစ္စည်းလေးတွေညမှာဆိုအများကြီးထားလို့ရတယ်။ကိုကဒီအိမ်ကိုပိုက်ဆိုင်ခြင်းလဲဆိုလို့ရှိရင်အိမ်ရောခြံရောတခါတည်းအပီစီကိုတိမ်ပေါင်းတောင်းနှစ်ထောင်နဲ့ဝယ်လို့ရရှိနိုင်ပါတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ကိုမှမြေကွက်အပိုလေးရှိလို့အဲ့ဒီမြေကွက်အပိုလေးမှာဒီလိုမျိုးအိမ်ပုံစံဒီဇိုင်းလေးတွေစောက်ခြင်းလဲဆိုလို့ရှိရင်တော့ Lucky Dan Concession မှာတိမ်ပေါင်း၄၀၀၀ကျော်နဲ့တိစောက်လို့ရပါတယ်ရှင်။